င်္ဂလာပါရှင်ကျမကတော့ဂျာမုံပါ People's Free ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ဒီနေ့မေလ22ရက်နေ့အတွက်သတင်းတွေကတော့စစ်တပ်ဗိုလ်မှူးချုပ်ဟောင်းတဦးပြစ်ခတ်ခံရပြီးတေဆုံးတဲ့သတင်းစောင်းပြောင်းရွာတိုက်ပွဲမှာစစ်တုံးဘန်းနဲ့လက်နက်တချို့ဖမ်းဆီးရရှိတဲ့အကြောင်းမြစ်ကြီးနားမြို့ပေါ်ကိုစစ်ကောင်စီရုတ်တရက်လုံခြုံရေးတင်းကျပ်တဲ့အခြေအနေရွှေတောင်ရံနဲ့တာပေါင်းမှာ AA ရဲ့တကြော့ပြန်ထိုးစစ်ကိုစိုးရိမ်လို့စစ်ကောင်စီခံစစ်ပြင်းနေတဲ့သတင်းဒါရီကိုတင်ဆက်ပေးမှာပါ စစ်ကောင်စီရဲ့နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် National Defense College NDC မှာနိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဘာသာရပ်တင် जा ပေးနေတဲ့ဗိုလ်မှူးချုပ်ဟောင်းချိုထွန်းအောင်ပြစ်ခတ်ရှင်းလင်းခံခဲ့ရပါတယ်။သူ့ကိုဒီမနက်ကရန်ကုန်မြို့မရမ်းကုန်မြို့နယ် A1 လမ်းပေါ်မှာရှိတဲ့သူ့ရဲ့နေအိမ်မှာပဲပြစ်ခတ်ရှင်းလင်းခဲ့တာလို့ Golden Valley Warriors မြို့ပြပျောက်ကြားတပ်ဖွဲ့ကပြောပါတယ်။သူကတနက်နဲ့၄ချက်အပြစ်ခံရပြီးနောက်နေရာမှာပဲတိတ်ဆုံသွားတာလို့ဆိုပါတယ်။ အလောင်းကိုတော့စစ်စေးရုံစီတည်ဆောင်သွားတယ်လို့သိရတာပါအဲ့ဒီစစ်ဘိုလ်ချုပ်ဟောင်းကိုတပ်ဖြတ်ခဲ့တဲ့နေရာကရန်ကုန်တိုင်းစစ်ဌာနချုပ်နဲ့တမိုင်ကန့်သာဝေးပါတယ်တေချာပြောနိုင်တာကတော့အနောက်ပါလက်ရက်ကုန်းပစည်းကြီးတပရင်းကိစ္စတွေတခုမှကျွန်တော်တို့မမေ့ဘူးတရားမျှတမှုကိုမရကြတဲ့နည်းနဲ့ယူမယ်စောင့်နေပါဒါပဲပြောချင်ပါတယ်လို့ Golden Valley Warriors GVW မြို့ပြပြောက်ကြားတပ်ဖွဲ့ကပြောပါတယ် အဲ့ဒီပြစ်ခတ်ရှင်းလင်းမှုကိုဖော်ဆောင်ခဲ့တဲ့ GVW မြို့ပြရဲဘော်တွေအားလုံးလုံခြုံပေးကင်းတယ်လို့သိရတာပါ GVW ဟာပြစ်မှတ်ကိုအချင်းယူစောင့်ကြည့်အတီးပြုတဲ့လုပ်ငန်းစဉ်အပအဝင်ဆိုရင်ဒီမစ်ရှင်အတွက်၄လနီးပါးအချင်းယူပြီးရန်သူတောက်တိုင်တွေကိုစနစ်တကျစည်ရင်ပြုစုထောက်လန်းခဲ့တယ်လို့ဆိုပါတယ်ဗိုလ်မှူးချုပ်ဟောင်းချိုထွန်းအောင်တင်ကြားပို့ချနေတဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော် NDC ဆိုတာကတော့ဗိုလ်မှူးကြီးအဆင့်ကနေစတင်တက်ရောက်ရတဲ့ စစ်တပ်ရဲ့အရေးပါတဲ့အစ်မြင့်စစ်တင်တန်းကြောင်းတစ်ခုဖြစ်ပါတယ်။သူကကမ္ဘောဒီးယားနိုင်ငံအတံအမတ်ဖြစ်ဆောင်ရွက်ခဲ့ဘူးပြီးမြန်မာပြည်ပြန်ရောက်ချိန်နေပြည်တော်က NDC တက္ကသိုလ်မှစစ်တပ်အရာရှိကြီးတွေကိုဇက်တိုက်တင်ကြားပို့ချနေသူဖြစ်တယ်လို့လဲဆိုပါတယ်။သူ့ကို2023ခုနှစ်မှာစစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုယ်တိုင်ဝနကျော်ထင်ဖွဲ့ပေးအပ်ခဲ့ပါတယ်။ JVW အဖွဲ့ကစစ်တပ်ရဲ့အကြီးစားဓာတ်တိုင်တွေကိုစင်စက်မပြတ်ဖြိုဖျက်ဖို့သတင်းထောက်လှမ်းနေပြီးလေတက်လေရင်မှုတွေရဲ့အချက်လက်တွေကိုလည်းသတင်းစုဆောင်းနေတာကြောင့် တို့ရဲ့ဆက်ဆက်သတင်းတွေရထားရင်ရန်ကုန်မြို့ပြပျောက်ကြားဖွဲ့ကိုပို့ပေးဖို့လည်းတောင်းဆိုထားပါရရှင်။ရှမ်းပြည်တောင်ပိုင်းပင်လောင်းမြို့နယ်စောင်းပြောင်းကျေးရွာကစစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်ဘူးပေါင်းတပ်ကိုတိုက်ခတ်ရမှာစစ်တောင်ပန်းနဲ့လက်နက်တချို့ဖမ်းဆီးရရှိတယ်လို့ကရင်နီအမျိုးသားများကကွယ်ရေးတပ် KNDF တာဝန်ရှိသူကိုသားအေဆိုးက People's Spring ကိုပြောပါရယ်။မေလ18ရက်ကစပြီးစောင်းပြောင်းကျေးရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်ဘူးပေါင်းတပ် ဒေါ်လှိုင်းရေးတက်တွေကထိုးစစ်ဆင်းခဲ့တာပါလက်နက်တချို့သိမ်းဆည်းရမိတယ်စစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုတွေရှိတယ်လို့ကိုသားရဲ့ဆိုးကပြောပါတယ်ဒါအပြင် စစ်ကောင်စီတပ်သားတွေနဲ့ PNO ပြည်သူစစ်တချို့လည်းအရှင်ဖမ်းမိထားတယ်လို့သူကအသိပေးပါတယ်ဒါပေမဲ့အသေးစိတ်အချက်အလက်တွေကိုတော့မသိရသေးပါဘူးစောင်းပြောင်းရွာတိုက်ပွဲအတွင်းစစ်ကောင်စီကနေစလေးချောင်းပြစ်ကူပေးတဲ့အပြင်ဖဲခုံမြို့ခမရ336တပ်ရင်းကနေလဲ short တိုက်ဒုံးတွေ drone တွေလက်နက်ကြီးတွေနဲ့ပြစ်ကူပေးခဲ့တယ်လို့သိရတာပါ ပင်လောင်းမြို့နယ်စောင်းပြောင်းရွာစစ်ကောင်စီတပ်စခန်းကိုတော်လှန်ရေးတပ်ဖွဲ့တွေက2024မတ်လ18ရက်မှာသိမ်းပိုက်ခဲ့ပူးပါတယ်။အဲဒီနောက်စစ်ကောင်စီတပ်နဲ့ PNO တပ်တို့ကအင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးပြီး2024ဇွန်လကုန်မှာရွာကိုပြန်လည်တပ်ဆွဲခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့စစ်ကောင်စီနဲ့ PNO ပြည်သူစစ်တို့ကရှမ်းပြည်တောင်ပိုင်းနဲ့ကရင်ပြည်နယ်တို့မှာစစ်ကြောင်း၃ကြောင်းအင်အား600နဲ့ထိုးစစ်ဆင်နေပါတယ်ရှင်။ ကချင်းပြည်နယ်မြစ်ကြီးနားမြို့မှာစစ်ကောင်စီကလုံခြုံရေးတင်းကျပ်ပြီးပြည်သူတွေကိုစစ်ဆေးမှုပြုလုပ်ခဲ့တယ်လို့မြို့ကန်တချို့နဲ့ကချင်းသတင်းရှင်းပြတွေကပြောပါတယ်။မေလ20ရက်ကဗမော်မြို့ခြေဆိုင်စစ်ကောင်စီတပ်စီအင်အားလာဖြည့်တဲ့ရဟရဲ2စီးကိုကချင်းလွတ်လပ်ရေးတပ်မတော် KIA ကပြစ်ချခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။အဲဒီနောက်မင်းရစစ်ကောင်စီဟာမြစ်ကြီးနားမြို့ပေါ်မှာပြည်သူတွေကိုစစ်ဆေးမှုတွေပို့ပြီးပြုလုပ်လာတာလို့သိရတာပါ။တခြားအကြောင်းတွေမသိရပေမဲ့ ရုတ်တရက်ကြီးမနက်၈နာရီလောက်ကနေမြကြီးနာအထွက်မှာဆစ်ဆေးပြီးတော့မြကြီးနာတမြို့လုံးကိုလုံခြုံရေးတွေတင်းကျပ်တာပေါ့နော်လို့မြကြီးနာဒေသခံကပြောပြပါရယ်။နောက်ပြီးလိုက်စင်မဲ့ကားတွေကိုဖမ်းဆီးတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပြီးပြည်သူတွေရဲ့ဖုန်းတွေကိုဆစ်ဆေးမှုတွေလည်းပြုလုပ်ခဲ့တယ်လို့ဒေသခံကမြို့ရဲ့ထူးခြားမှုအခြေအနေကိုပြောပါရယ်။စစ်ကောင်စီအနေနဲ့ပြည်သူလူထုကိုအခုလိုပိုတင်းကျပ်လာတာကဗမော်မြို့တိုက်ပွဲအပအဝင် ကချင်ဒေသစစ်ရေးတိုက်ပွဲတွေမှာအထိနာနေတဲ့အခြေအနေတွေကြောင့်ဖြစ်နိုင်တယ်လို့ ကချင်သတင်းရှင်းမြစ်ကသုံးသပ်ပါရယ်။နောက်သတင်းရှင်းမြစ်တချို့ကလည်းမြကြီးနားမြို့တွင်မြို့ပြင်မှာရှိတဲ့ပြည်သူတွေကို လုံခြုံရေးသတိပြုဖို့နှိုးဆော်ထားပါရယ်။လက်ရှိမှာစစ်ကောင်စီတပ်နဲ့လက်အောက်ခံရှမ်းနီတပ် SNA အင်အား200ကျော်ကမြကြီးနားမြို့တွင် လုံခြုံစွာနေထိုင်နိုင်ရေးဆိုတဲ့ကောင်းစစ်တပ်ပြီးနေရအနှံ့အင်အားအလုံးအရင်းနဲ့ပြည်သူတွေကိုစံကဲကသုံးဘိန်းတွေရက်ခိုင်းပြီးဖုန်းတွေစစ်ဆေးနေပါရယ်။စစ်ဆေးဖို့တားဆီးတော်မရက်ပေးရင်ပြစ်ခတ်ဖို့အတွက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မပခါကအမိန့်ထုတ်ထားတယ်လို့လည်းကချင်သတင်းရှင်းပြတချို့ကပြောပါရရှင်။အေယာဝတီတိုင်းရွှေတောင်ရင်နဲ့တာပေါင်းမြို့နယ်တို့မှာအရခတ်တတော်အေအေကတကြော့ပြန်ထိုးစစ်စတင်မှောက်စိုးရင်နေတဲ့စစ်ကောင်စီကစစ်မှုထမ်းတင်တန်းဆင်းတွေနဲ့အင်အားတိုးထားပြီးဒေသရင်းကုန်စီကူးတန်းရောင်းဝယ်မှုကိုတင်းကျပ်ထားတယ်လို့သိရပါတယ်။ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ရွှေတောင်ရင်နဲ့တာပေါင်းမြို့နယ်တို့မှာပြီးခဲ့တဲ့ဇန်နဝါရီလကတိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီတပ်စခန်းတချို့အေအေကသိမ်းယူပြီးတဲ့နောက် ိုက်ပွဲတွေငြိမ်သက်နေပါတယ်။လက်ရှိမှာစစ်ကောင်စီတပ်ကစစ်မှုထမ်းအတင်းအဆင်းတွေကိုရေလံကုန်းလန့်ကပါအင်အားအများပြပို့ဆောင်နေတယ်လို့ဒေသခံတွေကပြောပါတယ်။တိုက်ပွဲတွေကငြိမ်နေတယ်။စစ်တပ်ကခန်းစစ်ပြန့်ပြင်းနေတယ်။လူစိမ်းဧည့်သည်တွေလာရင်ဖမ်းတယ်လို့တာပေါင်းမျိုးကန်တူကပြောတာပါ။ပြီးတော့တာပေါင်းနဲ့ရွှေတောင်ရင်တို့ကဒေသခံတွေရဲ့ကုန်းစီရောင်းဝယ်မှုတွေကိုလည်းစစ်ကောင်စီကပို့ပြီးတင်းကျပ်ထားတယ်လို့သိရပါတယ်။2024ဒီဇင်ဘာ29ရက်နေ့မှာ ရခိုင်ပြည်နယ်ကွားမြို့နယ်ကိုအေအေကတန်းယူပြီးတဲ့နောက်တာပေါင်းနဲ့ရွှေတောင်ရံမြို့တို့ကစစ်ကောင်စီတပ်ဆွဲထားတဲ့နေရာတွေကိုအေအေကထိုးစစ်ဆင်ခဲ့ပါတယ်။ကွားမြို့နယ်ထိဆက်နေတဲ့ရွှေတောင်ရံမြို့မှာ January 16ရက်ကစလို့တိုက်ပွဲပြင်းထန်ခဲ့ပြီးဘောမီနဲ့မကြီးစင်ကျေးရွာတွေကစစ်ကောင်စီစခန်းတွေကိုအေအေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ February မှာတော့အေအေထိုးစစ်ရပ်သွားပြီးတိုက်ပွဲတွေညီတက်နေကြတာဖြစ်ပါတယ်ရှင်။ People's Free ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။